ARD တိုင်းမှတ်ပုံတင်ကန်ဆောင်ထားသူတွေတိုင်းပြင်ပခီတော်လာပါကရက်ွက်ကြေးရွာထောက်ခံစာပါမတာခီတော်လာခွင့်ပြုတော်မှာဖြစ်တယ်လို့ ARD တိုင်းကခီတော်ပြည်သူတွေရဲ့ပြပြချက်အရသိရပါတယ်။ဇွန်လနောက်ပိုင်းကစတင်ကစစ်ကောင်စီရဲ့ဆက်စဲဂိတ်တွေကခီတော်ပြည်သူတွေတဲ့ ARD တိုင်းမှတ်ပုံတင်ဖြစ်တဲ့ဆလိန်မြင့်ဆောင်ကန်ဆောင်ထားသူတွေကိုစမကန်ရှိုံနဲ့ခီတော်လာခွင့်မပေးတော့ပဲရက်ွက်ကြေးရွာထောက်ခံစာပါမတာ သွားလာခွင့်ပြုတာဖြစ်တယ်လို့ခီးသောပြည်သူတွေကပြောပြပါဗျ။ပြည်မျိုးကိုသွားရောက်လက်ပတ်ခဲ့သူ AR တိုင်းနာတအူကအခုကဘဲတော့တော့မလွတ်လပ်တော့ဘူး။ပြည်ကပြင်လာတာမှတ်ပုံတင်ပါလဲထောက်ခံစာပါမရမယ်တဲ့။ AR တိုင်းမှတ်ပုံတင်နေဆို ခီးတော့ရင် ထောက်ခံစာယူရမယ်လို့ CJ platform ကိုပြောပါတယ်။ပြည်မျိုးအနေရန်ကုန်အထိစက်ကောင်စီစစ်ဆေးဂိတ်ငါးဂိတ်ထံမှနေတွေ့ရှိခဲ့ရပြီးဂိတ်တစ်ခုကတောင်းတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ AR တိုင်းအတွင်းမှာတော့ တိုင်းချင်းဆက်သွယ်တဲ့နေဆက်ဂိတ်တွေမှာစစ်ကောင်စီကစစ်ဆေးမှုတွေတင်းတင်းကြပ်ကြပ်လှုံ့ဆော်နေပြီးပန်းတိုင်းဂိတ်မှာတော့အသက်30ပြည့်မှတ်ပုံတင်မပြောင်းလဲထားရသေးသူတွေကိုငွေကြေးအောက်ခံနေတယ်လို့ခီးသွွားတွေရဲ့ပြပြချက်အရသိရပါဗျ။တိုင်းအတွင်းရှိစစ်ကောင်စီစစ်ဆေးဂိတ်တွေတဲ့ပန်းတိုင်းဂိတ်ဟာအစင်းအစင်းအတင်းကျပ်ဆုံးနဲ့ငွေကြေးအတောင်အကျဉ်ဆုံးစစ်ဆေးဂိတ်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။